မြမအရိုးရာလဝိတ်စိန်ခေါ်ပွဲကြီးတိမ်ပြူကွင်း၌ကျင်းပမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြမရှူရလဝိတ်စိန်ခေါ်ပွဲကြီးကို အခုလနှောင်းပိုင်းမှာရန်ကုန်မြို့ရှိတိမ်ဖြူအားကစားကွင်းမှာကျင်းပသွားမယ်လို့စက်တင်ဘာလ24ရက်နေ့ကတာမွေမြို့နယ်အရှိမြင်းပြိုင်ကွင်းလမ်းရှိရွှေထုတ်တင်ဝန်းမှာကျင်းပခဲ့တဲ့ဇာနယ်စိမ့်မိတ်ဆက်ပွဲကတည်ရပါတယ်။ အဆူပါပရိုက်ဂရိုရီဟိုနာမြမရိုးရာလဝိတ်စိန်ခေါ်ပွဲကြီးကိုအခစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမြမနိုင်ငံရိုးရာလဝိတ်အဖွဲ့ချုပ်ကကြီးမှုပြီး JNCS Company Limited ကစီစဉ်ပြီးစက်တင်ဘာလ28ရက်နေ့မှာဒိန်ဖြူအခစားကွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်ပွဲချင်းပါထရဲ့အကြောင်းနဲ့ပတ်သက်လို့မြန်မာနိုင်ငံရိုးရာလဝဲရဖွဲ့ချုပ်ရဲ့အမှုဆောင်အရာရှိချုပ်ဦးကျော်စင်ဦးကအခုလိုပဲပြောပြထားပါတယ်။ ဒီနေ့ပွဲလေးကတော့28ရက်နေ့ပွဲအတွက်ပေါ့ကျော်အကျိုးတင်းစားရှင်လင်းပွဲလေးပါခင်ဗျာဟုတ်ကဲ့အော်ကျွန်တော်တို့28ရက်နေ့ပွဲကတော့ကျွန်တော်ဒီဆွမ်းနာဂျပန်ကုမ္ပဏီနဲ့မြန်မာနိုင်ငံ UR လက်ဝဲအဖွဲ့ချုပ်နဲ့ပူးပေါင်းချင်းပတဲ့ပွဲလေးပါခင်ဗျာပွဲတွဲဆိုင်၁၀ဆိုင်ရှိပါတယ်ခင်ဗျာအဓိကတွဲဆိုင်ကတော့ယာမန်နဲ့အောက်ခိုင်းနေပါခင်ဗျာအဓိကကတော့မြန်မာ UR လက်ဝဲလက်ဝဲလက်ဝဲကိုကဘာတိစေချင်တာပါဗျာလက်မှတ်တွေလည်းရောင်းနေပါတယ်ဟုတ်ကဲ့တင်ပြကွဲမှာကျင်းပမှာပါခင်ဗျာ ဟုတ်ကဲ့သူတို့ online ကလည်းကြင်ညာထားတယ်။စကိုင်းနက်ကလည်းကြင်ညာထားပါတယ်ခင်ဗျာ။အတာပထမအဆုံးကြင်ပါမယ်။ဇက်တိုက်ပွဲတွေလုပ်သွားမယ်ဆိုပြီးတော့နှစ်ဦးနှစ်ဖက်တော့ပြောဆိုထားတာရှိပါတယ်ခင်ဗျာ။ဒါအပြင်ရိုးရာလဝိတ်ပြည်သက်တွေရဲ့ခြိုက်၊သွဲဆိုင်ကောင်းတွေပါထည့်ရတဲ့အတွက်ပြည်သက်တွေရဲ့ခြိုက်သွေးစီမှဖြစ်ပြီးလေးချီ၊၅ချီစိန်ခေါ်ပွဲတွေပါဝင်သလိုရွှေကပတ်ချန်ပီယံတွေကိုအလဲထိုးအနိုင်ယူထားတဲ့ကစားသမားတွေလည်းပါဝင်ထိုးတက်ကြမှာဖြစ်တယ်လို့သိရပါတယ်။ ်အဆိုပါလက်ဝဲပွဲကြီးမှာလေးချီစိန်ခေါ်ပွဲနဲ့ဝင်းရောင်ရှင်ပြိုင်သွားမယ်အာဖရိကကလည်းဝင်းရောင်ရှင်ပြိုင်ရှာမှာပြောလင့်ထားတဲ့အကြောင်းကိုအခုလိုပဲပြောပြထားပါတယ်ဟုတ်ကြပွဲအကြီးတော့ဒီအချိန်နဲ့ဆိုရင်တော့ဟိုကြပွဲပေါင်းဟိုကြ20ရှိပြီ။တိုင်ဘက်ကတော့ကိုအောင်စွမ်းဟင်းခင်ဗျာဘယ်လိုမျိုးလဲကျွန်တော်ကတော့ဟိုကြအနိုင်ရအောင်လို့ထိုးမယ်လို့တော့မျှော်လင့်အကောင်းဆုံးကြိုးစားထားတာပေါ့။သူလည်းအကောင်းဆုံးကြိုးစားထားတာပေါ့။ အဆိုပါပြိုင်ပွဲမှာသွဲဆိုင်ဆယ်ဆိုင်ပါဝင်ထိုးတက်ကြမှာဖြစ်ပြီးအမျိုးသမီးသွဲဆိုင်သဆိုင်လည်းပါဝင်မယ်လို့သိရပါတယ်။ရှင်းပြိုင်ပွဲကို SkyNet Sport ရုပ်သံလိုင်းနဲ့ SkyNet Application တို့ကနေတိုင်းရိုက် Live ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ကိုရရောက်ကြည့်ရှုလို့သူတွေရဲ့အတွက်လည်းလက်မှတ်တစ်စောင်းကို2000 3000နဲ့5000ချက်နဲ့ဝယ်ယူကြည့်ရှုနိုင်တယ်လို့လည်းသိရပါတယ်ရှင်။